နော်သိချစ်တဲ့တနော်သာတိပါဒီကကကျွန်တော်တို့ဒီ idol ကိုကျွန်တော်တမိုးထားတယ်အနိုင်ငံကျွန်တော်လူပညာရှင်ဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့တန်းတားရှင်းတာကြာကျွန်တော်တို့ကဒီ mainly acting နဲ့ယောက်ျား acting နဲ့မတူခင်ဗျအမင်းသားကြတော့ကျွန်တော်အနေနဲ့ mainly fan နေနန်းနာကြတိတ်ကျွန်တော်တို့ဒီ positive ပဲတွေးကြရခင်ဗျာ negative တိတ်ပတ်များရလေ mainly လူများရင်ဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့ view site ကပါတယ်ဘာပဲဖြစ်ဖြစ်ပေါ့နော် program ဖက်ကလည်းတေချာလေးဆောက်ထင်းပြီးတော့အဲကျွန်တော်တို့တေချာလေးလုပ်ပေးခဲ့ပါတယ် idol လည်းကျေးဇူးပါလို့ပါ ဲ့ idol ကိုကျွန်တော်ပေါ့နော်အဲကျွန်တော်ကြောင်းပေါ့နော်ကျွန်တော်တခုခုဖက်လိုက်တဲ့အချိန်မှာကြိုက်တဲ့လူတွေရှိမယ်မကြိုက်တဲ့လူတွေရှိမယ်ပေါ့နော်အဲရှူတော်မျိုးမျိုးကရှိရပေါ့နော်အဲဝေဖန်ခံရမှာတကြောင်းပေါ့နော်ပြီးတော့တန်မိုးလည်းထားလို့ပါကျွန်တော်ကျွန်တော်ကအဲ့လိုသဘောကျတဲ့ပေမင်းကလေးမျိုးဆိုပေါ့ကျွန်တော်အဲ့လိုကြည့်နေရရင်ကျင်တတ်ပါတယ် ော်ရဲ့အမြင်အကြတော့အဲဘယ်မင်းကလေးမဆိုပါတော့အဓိကကအဲဘောတော့ကျွန်တော်ကတမုထားတယ်ယောက်ျားလေးတိုင်းရဲ့သူတို့ချေရတဲ့လူတိုင်းကိုပေါ့တမုထားပါဘောနော်အဲအနေနဲ့ကျွန်တော်တို့ကခန်းတစ်ခုခွဲတယ်ပေါ့နော်ဟိုပြောရမယ်ဆိုရင်ဖတ်ကျွန်တော်တို့ divide ပိုင်းချလိုက်မယ်ဆိုလို့ရှိရင်တော့ဒီ980ချစ်တာ1500ချစ်တာပေါ့နော်အဲကျွန်တော်တို့ကတော့ကိုယ့်ရဲ့အမဖွေးချစ်တဲ့ချစ်ကြတော့ကျွန်တော်တို့ကတော့ဒီ9ဒီ998ပေါ့နော်ကိုယ့်ရဲ့အမတရားလို့ချစ်တဲ့ချစ်ကြတော့ကျွန်တော်တို့ကတော့အဲတစိမ့်စိမ့်ကြည့်ရတယ်အဲဘာလေးလိုပတ်နေမလဲဘယ်လိုလေးဖြစ်နေမလဲပေါ့နော်ဘာလေးကိုက လုပ်ပေးတင်လဲပေါ့နော်အဲ့လိုကြီးတွေးရဲ့အချင်းအချင်းနဲ့ချစ်တာဆိုလေဟုတ်နုပညာမှာပေါ့နော်အမကလည်းမပြတ်မရှိဘူးထင်ပေါ်ကြောကြားရဲ့မင်းသမီးတယောက်ဖြစ်တယ်အဲအဲ့ဒီအချက်လေးကြောင့်ကျွန်တော်ပုံစိတ်ဝင်စားပါတယ် ကျွန်တော်နာမည်ကတော့အောင်ဖြိုးပါခင်ဗျာအဲကျွန်တော်ကတော့ဒေဝိမီပပွေးပူကန်ဝင်တာပါခင်ဗျာအဲဒီမပွေးနဲ့ဒီအမတ်တရားလေးကကျွန်တော်ကျွန်တော်ဒီပြုံးလင်းပေါ့နော်အဲပြုံးလင်းသွားအောင်ဆိုလို့ရှိလို့ရှိရင်မအားလည်းတွေ့မှာပေါ့နော်ကျွန်တော်ဒီရိုင်းချင်းတို့ကောင်းတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီပြုံးလင်းကကျွန်တော်ရဲ့ပထမဦးဆုံးရောက်ခူးရဲ့နေရာဖြစ်နေခင်ဗျာအဲအားအချက်ရန်ပြောဖို့ကောင်းတယ်အဲပြီးတော့ပေါ့နော်အမားပေါ့ကျွန်တော်လည်းအဲပြောရှင်ရအခိုက်တာဆိုလို့ရှိရင်ကျွန်တော်ဇလိုင်းပေါ့နော်အဲအရန်ပြောရပါပေါ့နော်အရင်လည်းမြင့်နေပေါ့အဲပေကျွန်တော်34လောက်ရှိရပေါ့နော်အဲအမားဆိုလို့ရှိရင်ကျွန်တော်ကြောက်တယ်ပေါ့နော်အဲအချိန်မှာ မကလည်းအလုံးကကျွန်တော်ပေါ့နော်အနေနဲ့တွေ့တွေ့နဲ့အာမောင်လေးလာမကြောက်နဲ့လက်တွဲပြီးတော့ပေါ့နော်ကျွန်တော်ဟိုဘက်ကခေါ်ရပါပေါ့နော်အဲကြောင့်လည်းမကြောက်ပဲနဲ့အဲပြပြရွှေရှင်နဲ့ဟိုဘက်ရောက်ပြီးကျွန်တော်တို့အဲ့ဒါလေးကတော့အမှတ်တရဖြစ်ခဲ့ပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော်တို့ပေါ့နော်ဒီတင်နာညမှာပေါ့နော်အဲအမားပေါ့နော်ဒီကျွန်တော်ကိုဒီပေါ့နော်အစားစားအရာရာပေါ့နော်အဲကျွန်တော်ဘက်ကလည်းဟိုအဲဗလန်ကြီးပေါ့နော်ဒီမိကုံးလေးမေးပေးတယ်ပြီးလို့ရှိလို့ရှိရင်အမားရဲ့အမှုပညာနဲ့ပတ်သက်ပြီးတော့ကျွန်တော်မိကုံးလေးမေးခဲ့ရပါတော့နော်အဲဒီတော့လည်းကျွန်တော်အများကြီးပြောရှင်းရပါတယ်ပြီးတော့ အဲ့ဝင်နာမဖြစ်ခင်အချိန်မှာပေါ့နော်ကျွန်တော်ကကြိုးရိုက်ထားအစီအစဉ်ဖြစ်တဲ့အတွက်အဲ့ဟောကြိုးတီများသူများမြန်သူများမြန်ကြိုးတီဝိုင်းတွားပြီပေါ့နော်ကျွန်တော်နည်းနည်းလေးကြောက်တယ်ပေါ့နော်အဲ့အချိန်မှာကြိုးတီလို့မရဘူးဆိုတော့လေကြိုးရိုက်ထားတော့အဲ့ရန်ဖြစ်တယ်ပြီးတော့တချို့ကြတယ်ဟိုတချို့လူတွေလည်းထင်ထင်ကြပါပေါ့နော်အဲ့တော့လည်းပီတိဖြစ်ရပါရဲ့ဘာဖြစ်လို့ဆိုတော့လေအကောလုံးကလည်းစူးစမ်းကြရတဲ့လူတွေဆိုတော့လေသူတို့လည်းထင်ပေးရတဲ့ပြီးတော့လည်းကျွန်တော်တင်းဝော့ကိုလည်းတချို့ကြတယ်စီးလောင်းနဲ့ညီညွတ်တယ်ပြောရတဲ့လည်းအရန်ကျေးဇူးများကြီးတင်ပါတယ်ပြီးတော့ ပေါ့နော်ဒီကျွန်တော်ညဆိုလဲတိတ်အိမ်မပြေဘူးဆိုညာအမပြောလို့ရှိရင်လေအမကလည်းကျွန်တော် supporting ပေးရပါတော့အမပေးချင်ဒီမှာရေးပေးရတယ်တွေးလိုက်ပါတယ်အမကပေါ့နော်ကျွန်တော်ဒီဘာသာတရားကိုင်းဆိုင်တဲ့ အဲလူလို့အဲကျွန်တော်တတ်မှတ်ပေးရပါတော့အဲဒီအတွက်လည်းကျွန်တော်နေနေအများကြီးကျေးဇူးတင်ပါတယ်လို့ပြီးတော့ကျွန်တော်ပေါ့နော်ဒီ interview မှာမပြောရတဲ့မှာဒီအခွင့်အရေးမတောင်းဆိုဘူးပေါ့နော်အဲအဲဒီအတွက်လည်းကျွန်တော်အရင်ဝမ်းသာပီတိဖြစ်ရပါတယ်အဲကျွန်တော်ဆိုကျွန်တော်ဆိုတာထက်ပေါ့နော်အမကကြတော့လေအဲအရင်ဖော်ယူတယ်အဲ fan ကပေါ့နော်ဒါဖြစ်ချင်လဲဆိုတာလုပ်ပေးချင်တဲ့လူပေါ့နော်ဒါပေမဲ့ကျွန်တော်အနေနဲ့အဲအချိန်မှာအဲဒီအမအမအဓိကပေါ့ကျွန်တော်ကလည်းအမအမပျော်ရွှင်ပြီးရောဆိုရင်အမမျက်နှာမြင်ရရင်ပြီးရောပေါ့နော်အဲအချိန်မှာအဲ့ဒါပဲရှိရပေါ့နော် အဲပြီးတော့မအားအနေနဲ့ကျွန်တော်နုပညာကြီးဒီပေါ့နော်အဲဒီလမ်းစာရဲ့အောင်မြင်ပါစေစတောင်းပြတော့လေဒီအပြင်ကနေမှအကျေးဇူးများကြီးတင်ပါတယ်လို့ဟုတ်အဖွဲ့ကိုပေါ့နော်အယူမူကြိုက်ခဲ့ဆိုတာထပ်ဆိုင်ပေါ့နော်အဓိကအမကပေါ့နော်ကျွန်တော်တို့ဒီတေချာလုပ်တစ်ခုစိတ်ဆက်တယ်တေချာတယ်တေချာလုပ်တယ်ပြီးတော့စူးစမ်းတာပေါ့နော် အဲ့ပြီးလို့ရှိရင်အမေကိုလည်းအရင်ချစ်တယ်ပေါ့နော်ပြီးလို့ရှိလို့ရှိရင်အမကနုပညာမှာပေါ့နော်အမကလည်းမပြတ်မရှိဘူးထင်ပေါ်ကြောက်ကြရဲ့မိန်းသမီးတယောက်ဖြစ်တယ်အဲအဲ့ဒီအချက်လေးတွေကြောင့်ကျွန်တော်ပုံစိတ်ဝင်စားပါတယ်ပြီးတော့တွေ့မှာပေါ့နော်ကျွန်တော် surprise အကြီးဖြစ်သွားပါပေါ့နော်အဲ့ဒီအချိန်မှာရှင်နေလက်တုံအဲ့ဒီရဆိုနှလုံးလေးလည်းအောင့်ပေါ့နော်တကယ်ပါအဲ့ဒီအချိန်မှာပဲဆိုတော့လေကျွန်တော်နည်းနည်းနှလုံးယောဂရှိတယ်ကြောင့်နည်းနည်းနှလုံးအားနဲ့ယောဂရှိရပေါ့နော်ကျွန်တော်နည်းနည်းငယ်လေးတွေရပေါ့နော်အဲ့လိုဖြစ်တဲ့အချိန်မှာကျွန်တော်အရန်ပေါ့နော် short နည်းနည်းရသွားပါပေါ့နော်တော့အဲ့လိုမြင်တော့ကျွန်တော် အန်အောပါဘာနောက်တွေပါထုံးဆုံမိပါဘာနော်အဲ့ချိန်ပါဘာနော်အဲ့ချက်ပေါ့ပြီးတော့အရန်ပေါ့နော်ပျော်ပြီးတော့ဘာနော်ဘာလို့လောက်ကမှမသိတော့ဘာနော်ကျွန်တော်ဇဝေဇဝါကြီးဖြစ်ပြီးတော့ဘာနော်အရန်ပျော်ရွှင်ရပါတယ်ပြီးတော့ကျွန်တော်ရရဲ့အဲပန်းစည်းလေးလည်းအမောက်ပေးခွင့်ရတော့အများကြီးကျေးဇူးတင်ပါတယ်လို့ အဲရင်ခေါ်ဆက်လို့ရှာအတိုင်းမသိပါပဲခင်ဗျာဟုတ်အဘလက်ဆော်လေးကျွန်တော်တို့ကအဲဒီတကဘာဒီတနိုင်မြန်မာနိုင်ငံလုံးမှာမဒီတယောက်တယောက်ပေါ့နော်တယောက်ပဲတိတ်ခွင့်ရတဲ့အခွင့်အရေးရောပြီးလို့ရှိရင်ပေါ့နော်ဒီကန်တရားရောပေါ့နော်ကျွန်တော်အနေနဲ့ကျွန်တော်ရဲ့စူးစမ်းအထောက်အမှုတွေရောပေါ့နော်အဲအနေနဲ့ကျွန်တော်ဒီ အခွင့်အရေးလည်းရလာတယ်ပေါ့နော်ဒီဒိတ်ခွင့်ဒိတ်ဖို့တော့ကျွန်တော်လည်းစ조사အထောက်အမှုနဲ့နိုင်ရှင်ပြီးတော့အခွင့်အရေးရလာပုံမှာအတိုင်းမသိပါနော်ဟိုပြောပြပြတတ်အောင်ကျွန်တော်အရန်ပြောရှင်းရပါတယ်အပြီးတော့ပေါ့နော်ဒီအမတရားရေဆိုတာလည်းကျွန်တော်ကဘယ်ချိန်ကြီးကြီးဒါရီမမိုရီရီကော့ဖြစ်နေပါလေပြီးတော့အမကဘယ်လောက်အားပေးလဲဆိုတာကျွန်တော်ကလက်တွေ့တက်တည်လဲနောက်ပိုင်းကျရင်ကြကြင်ပါရဲ့လို့ကျွန်တော်ဒီ pressure ကြီးလည်းအမ pressure ကြီးတိုင်းလည်းကျွန်တော်ကြကြည့်ဖြစ်ပါတယ်ဟုတ်ဟုတ်ကဲ့ခင်ဗျ အဲဗန်နီယက်ဆိုတာထက်လေကျွန်တော်ငငယ်ဝကလည်းကျွန်တော်အားပေးခဲ့တဲ့အမှုပညာရှင်ဖြစ်တဲ့အတွက်အဲကျွန်တော်ပေါ့နော်တေချာလေးလည်းအဲ့ကလေးကလေးလာထားတယ်လေးလာထားအောင်မပို့ပြီးတော့ကျွန်တော်ထပ်ပေါင်းပေါ့နော်အဲကွန်ပေါင်းလုပ်ပြီးတော့ကျွန်တော်တေချာပြင်ဆင်ခဲ့တဲ့အတွက်ကျွန်တော်အနေနဲ့ အဲတခြားလေးဒီဒီကြကြပြင်ဆင်ခဲ့ပါတယ်ခင်ဗျာဒီကကကျွန်တော်တို့ဒီ idol ကိုကျွန်တော်တမိုးထားတယ်အနိုင်ငံကျွန်တော်ဥပညာရှင်ဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့ကျွန်တော်လည်းတာမန်လူတစ်ယောက်ဖြစ်တယ်ခင်ဗျာဥပညာရှင်လည်းမဟုတ်တဲ့အတွက်ပေါ့နော်အဥပညာရှင်အခုအဲ့လိုပြောရတာဆိုတာလည်းဥပညာရှင်တွေခေါ်ဖြစ်တာမဟုတ်ပါဘူးကျွန်တော်ရဲ့ emotion တွေတယောက်တည်းအကြောင်းပြောတာပါဟုတ်အဲပေါ့နော်ဒီအဲ့မှာရှိန်တာလည်းပါပါတယ်ပြီးလို့ရှိလို့ရှိရင်ကိုယ့်ရဲ့ဥပညာရှင်ကိုပေါ့နော်အဲဝေဖန်မှာတိုက်ခိုက်မှာအရင်ကြောက်ပါလေကိုယ့်ရဲ့အပြုမှုတခုမှားသွားလို့ရှိလေအဲအကြောင်းမို့လို့ကျွန်တော်အနေနဲ့တေချာလေးစီဆောင်ပြီးတော့ကျွန်တော်တေချာလေးဟောဖြစ်ခဲ့တာပါလို့ဟုတ် အဲအဲ့တော့နောက်ပိုင်းလာဖို့ရှိပါတယ်လာဖို့ရှိပါဆိုကျွန်တော်အိမ်မက်ပေါ့နော်အဓိကကပေါ့နော်အခုကျွန်တော်ဟိုဒီကွန်မတ်မှာပေါ့နော်မန်မေဂျာရယ်မဖွင့်တဲ့လိုက်တယ်လို့ပြောတဲ့လူလည်းရှိပါတယ်ပြီးတော့ရုပ်ရှင်တွေတူတူညီညီလည်းပြောကြပါတယ် အဓိကပေါ့နော်ကျွန်တော်စူးစမ်းနေပါတယ်အမှန်တကယ်ရုပ်ရှင်တွေတူတူရိုက်ဖို့အဲပြီးလို့ရှိရင်ကျောင်းညာတူရိုက်ဖို့ပေါ့နော်အဲဒီဘိုင်းနေရာတော့ကျွန်တော်ဒီအနုပညာဝင်ပြီးတော့လုပ်တင်ရင်တော့ကျွန်တော်တပိုတင်တော်မှာလို့ထင်ပါတယ်အဲ့လိုတော့ကျွန်တော်ထင်မြင်ယူဆမိပါခင်ဗျာဟုတ်အဲဒီဒီကျွန်တော်သူများဟိုနန်းနိုင်ရှင်တာကြောင့်ကျွန်တော်တို့ကဒီမိန်ကလေးအတင်းနဲ့ယောက်ျားအတင်းနဲ့မတူဘူးခင်ဗျာအဲမင်းသားကြတော့ကျွန်တော်အနေနဲ့ main lead fan နေနဲ့ကြာတော့တိတ်ကျွန်တော်တို့ဒီ positive ပဲတွေးကြရခင်ဗျာ negative တိတ်ပတ်များရလေ main lead အနေနဲ့ဖြစ်တဲ့ကြာကျွန်တော်တို့အနေနဲ့ view site ကပါတယ်ဘာပဲဖြစ်ဖြစ်ပေါ့နော် program ဘက်ကလည်းတေချာလေးစောက်ထင်းပြီးတော့အဲကျွန်တော်တို့တေချာလေးလုပ်ပေးခဲ့ပါတယ် idol လည်းကျေးဇူးပါလေခေါဟုတ်ကဲ့ခင်ဗျာ C တခုဆိုတာလည်းနံပါတ်1ကျွန်တော်ရဲ့ idol ကိုကျွန်တော်ပေါ့နော်အဲကျွန်တော်ကြောင်ပေါ့နော်ကျွန်တော်တခုခုအဲဒီပေါ့နော်ဒီအဲဘောနဖလိုက်တဲ့အချိန်မှာကြိုက်တဲ့လူတွေရှိမယ်မကြိုက်တဲ့လူတွေရှိမယ်ပေါ့နော်အဲရှူတော်မျိုးမျိုးကရှိရပေါ့နော်အဲဝေဖန်ခံရမှာတကြောင်းပေါ့နော်နောက်တစ်ခုကကြာတော့ပေါ့နော်ကျွန်တော်ဒီ အဲ idol ဟိုပေါ့နော်ကျွန်တော်ဒီအဲတခုခုပေါ့နော်ချွေးရင်းချက်တခုခုမားပြီးတော့ကျွန်တော်ဖတ်လိုက်တယ်ဖြစ်ဖြစ်နားလိုက်တာဖြစ်လို့ရှိလို့ရှိရင်ကျွန်တော်တို့ကျွန်တော်အဲ idol ရဲ့ပေါ့နော်ဒီဒီနာမည်လည်းရှိရပေါ့နော်နာမည်လည်းရှိရကွန်တရင်းလည်းရှိရတော့ကျွန်တော်အနေနဲ့အဲ့လိုပေါ့နော်ဝိုင်းပြီးတော့ထရိုးကြမှာလည်းကြောက်တယ်ပေါ့နော်အဲ့ဒါအကြောင်းလေးမလို့ကျွန်တော်စဉ်းကျင်ခဲ့တာပါစီးတခုထားရဲ့ပုံစံလို့ပြောလို့ရပါတယ်ပြီးတော့တန်မိုးလည်းထားလို့ပါကျွန်တော်ကျွန်တော်အဲ့လိုသဘောကျရဲ့ပေမင်းကလေးမျိုးဆိုပေါ့ကျွန်တော်အဲ့လိုကြည့်နေရရင်ကျင်တတ်ပါတယ်ပြောနေလည်းကျင်တတ်ပါဟုတ် ကြည့်ဒီစိမ့်စိမ့်ကိုကြည့်နေရခဲ့ပါတယ်ဟုတ်ကျွန်တော်ပြပြရှင်းရှင်းတော့ကြည့်ခဲ့ရပါတယ်မိုင်းအပြုံးနေရောမေးတယ်မေးအဲ့ဒါမပါဘူးအဲ့ဒါချက်တော့ပြန်ပြောရမှာပေါ့နော်မမေးရပါဘူးနော်အဲတော့အချစ်ကိုဘယ်လိုထင်လဲတဲ့အဲ့လိုနော်ကျွန်တော်တေချာပြေးခဲ့ပါတယ်အဲ့ချိန်မှာအချစ်ဆိုတာပေါ့တောင်းနေတယောက်တိခံမှုပေါ့နော်တောင်းနေတယောက်တိခံမှုဂျင်နာမှုတက်ဆိုင်ရှိမှုပေါ့နော်အဲ့လိုပြောခဲ့ပါရမားလည်းဟုတ်ပါတယ်တဲ့မမားလည်းပေါ့နော်အချစ်တော်မားလည်းမေးပါတယ်ကျွန်တော်အတတ်ငယ်လို့ထင်ပါတယ်တိမ်မမေးဖြစ်ပါဘူးကျွန်တော်ပြန်မေးခဲ့တာ ။မပွေးရဲ့အခြေအနေရောကျွန်တော်မမေ့ဖြစ်ပါဘူးခင်ဗျာ။ဟုတ်ဘာဖြစ်လဲဆိုတော့လေဟိုမပွေးရဲ့ personal ကြာလေကျွန်တော်တိတ်မေးလိမ့်မထားမရှိပါဘူး။ဒီကရုပ်ရှင်လူပညာနဲ့ပတ်သက်တာပဲမေးဖြစ်ပါတယ်။အဓိကပေါ့နော်ကျွန်တော်ဒီကြောင်းတဲ့တယောက်ကတယောက်ကိုအမြင်နဲ့ကိုပေါ့နော်။ဒီကဒီကျွန်တော်ရဲ့အမြင်အကြတော့အဲဘယ်မင်းကလေးမဆိုပေါ့နော်။အဓိကကအဲပေါ့လေကျွန်တော်ကတမိုးထားတဲ့အဲကိုချင်းအဲယောက်ျားလေးတိုင်းရဲ့သူတို့ချေးရတဲ့လူတိုင်းကိုပေါ့တမိုးထားပါနော်။အဲအနေနဲ့ကျွန်တော်တို့က account account ဟိုပါကျွန်တော်တို့ဒီ account တစ်ခု ခွဲတယ်ပေါ့နော်ဟိုပြောရမယ်ဆိုရင်ကျွန်တော်တို့ divider ပိုင်းချလိုက်မယ်ဆိုလို့ရှိရင်တော့ဒီ990ရှင်းနဲ့ချစ်တာ1500နဲ့ချစ်တာပေါ့နော်အဲကျွန်တော်တို့ကျတော့ကိုယ့်ရဲ့အမဘွေချစ်တဲ့ချစ်ကြတော့ကျွန်တော်တို့ကကျတော့ဒီငါဒီ998ပေါ့နော်ကိုယ့်ရဲ့အမတရားလို့ချစ်တဲ့ချစ်ကြတော့ကျွန်တော်တို့ကကျတော့အဲတစိမ့်စိမ့်ကြည့်ရတယ်အဲဘာလေးလိုပတ်နေမလဲဘယ်လိုလေးဖြစ်နေမလဲပေါ့နော်ဘာလေးကိုကလုပ်ပေးတင်လဲပေါ့နော်အဲ့လိုတွေတွေ့ရအချင်းချစ်နေချစ်တာဆိုတော့လေဟုတ်ပတ်သက်ပြီးတော့အမအဘောเนาะကျွန်တော်အဲဒီနေ့ကိုကယ်နေမြားတည်ချင်ပါတယ်ရဖို့လဲကျွန်တော်ညွန်ကြည့်ပါတယ်ပေါ့เนาะ100%ပေါ့เนาะ ဟန်တော့ပါဆန်တော့တချို့ကမြင်ကြတယ်ကျွန်တော်ဒါမဲ့ပေါ့နော်ဟန်တော့ပါဆန်ဆိုတာကြအမရဲ့စူးစမ်းမှုကလည်းလူတိုင်းမြင်ပါပါဟုတ်ဆယ်စနစ်တစုရောကြော်ခဲ့ပြီပေါ့နော် session နေတောင်ရှိသွားရပေါ့အမလည်းပြန်တတန်းအောင်ပြီးတော့အမကလည်းရုပ်ရှင်ကြီးကတကားကိုလည်းအမတေချာလေးတေချာလေးပေါ့နော်အချိန်တစ်ခုယူပြီးရိုက်တဲ့လူဆိုတော့လေရစီကျင်ပါရဲ့ပြီးတော့ပေါ့နော်အမကိုအကယ်ဒမီရစီကျင်နေအောင်ဒီကန်းကော်နေရေတုံးမဲပေါ့သူများလည်းမျှော်မှန်းထားပါပေါ့နော်ကျွန်တော်လည်းလူမျှော်မှန်းထားပါတယ် ကျွန်တော်ရဲ့ Facebook page မှာတော့မှကျွန်တော်ပင်ထောက်ထားပါတယ်အဲ့ကားလေးနဲ့ရသေးကျွန်တော်ပေါ့နော်ဟုတ်ကဲ့အမရဲ့ရှေ့လျှောက်ပေါ့နော်ဥပညာရေးမှာအမြဲတမ်းချုံမွေးပါစေအောင်မြင်ပါစေအဲဝေမန်ထက်ခတ်မှုကင်းပါစေအခုပေါ့နော်ဒီလာကောင်ကြရင်မှာကိုနေတိုးနေရိုက်ကိုရုပ်ရှင်ရှိပါတယ်မတန်မရသေးရုပ်ရှင်ကားပေါ့နော်အဲ့ကားကြီးမှာလည်း အဲအကယ်ဒမီဘောဘကွယ်ရကြပါသေးတယ်အောင်လုံးပေါ့နော်စစ်တောင်းပြပါတယ်ခင်ဗျာကျွန်တော်ဘောနော်အဲစိတ်ခုနေတဲ့ပြည်သက်တွေရောပြီးတော့ပြီးတော့အားပေးနေတဲ့ပြည်သက်တွေတနိုင်အောင်လုံးမှရှိတဲ့ပြည်သက်တွေအားလုံးပေါ့နော်ကျွန်တော်အနေနဲ့ပေါ့နော်ဒီနေရာကနေဘောကွက်လုချင်တာကတော့ကျွန်တော်ရှေးရှောင်းဥပညာလုံးမဲ့ဥစ္စာကိုအားပေးကြပါဘို့အားပေးကြပါလို့ပြောချင်ပါတ